6ဘိတ်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 4ချက်ပေါ့နော်6ဘိတ်နှစ်ဦးမှာ4ချက်တန်းတယ်အဲ့လိုတန်းလို့အဲ့နှစ်ထဲမှာ6ထိတ်လို့ခင်ဗျားတို့ထိုးခြင်း6ထိတ်လောလောဆယ်ပြအောင်နော်6ထိတ်လို့ထိုးခြင်းရင်ဒီခါ၃လုံးပေါင်းခြင်း၄ရအောင်မထိုးအဲ့မှာဒီ၃လုံး၄ချုပ်ပြီးမှထိုး၁၀ဘွက်ဆိုင်ပေါ့နော်ဖော်မွေး၃ခြင်း ပိုးလုံးမိုင်းနဲ့အပေါ်နှစ်ကြိမ်ကဗရိတ်နဲ့ခါပေါင်းရင်ရလက်က၉ပိုင်းဖြစ်နေတယ်။ဟုတ်ပြီဟုတ်ပြီအဲ့ဒါကအဲကြိုက်ရင်ထိုးပေါ့ဗျာဒါကျွန်တော်ကလိန်ပြတာမဟုတ်ဘူးညာပြတာမဟုတ်ဘူးသူ့ရဲ့ရှိတရားကိုပဲချပြတာเนาะကျွန်တော်စောင့်နေတဲ့အတိုင်းပဲချပြတာအဲကဏ္ဍနာဘယ်ကဏ္ဍရင်လို့ကျွန်တော်မပြောတာပဲရှိတယ်ဒီကဏ္ဍလည်းမများတော့ဘူးလေ၃ခွက်တည်းရှိတယ်အဲ့၃ခွက်ထဲမှာခင်ဗျားတို့ကကိုအရွေးကောင်းရင်တစ်ထည်လောက်ပေါ့အရွေးတော်ရင်တစ်ထည်ကျော်ဖြစ်မှာပေါ့ ဟုတ်ပြီနော်အရွေးမကောင်းရင်တော့တတ်နိုင် ထွက်ဖို့ပဲလိုတယ်နှစ်ဦးမှာကိုးပိတ်ပိတ်လို့အဲ့နှစ်ထဲမှာကိုးပိတ်လို့စကြပြီဆိုရင်ခါသုံးလုံးလေးအောင်မှာကိုးထိတ်ကြတယ်ခါသုံးလုံးလေးတောင်လေးတိုင်းမဟုတ်ဘူးနော်အဲ့နောက်ထပ်လေးကြရင်လေးအောင်မှာကြနိုင်တာပေါ့အဲ့မှာခါသုံးလုံးလေးအောင်မှာကိုးထိတ်စကစားတယ်အဲ့ကစားတာနဲ့ဒီကိုးခါနဲ့ဒီနောင်နှလုံးပေါင်းခြင်းနဲ့လေးမူတည်သွားတယ်အဲ့မှာကိုးရပါဘွာလေးနဲ့ကို၃၅လို့ထွက်တယ်ပထမတက္က ဒုတိယကက်ညီမ9နောက်ပိတ်လို့ပိတ်တယ်ပိတ်လို့မလို့နှစ်ဆမှာပဲเนาะ9နောက်ပိတ်ပိတ်လို့အဲ့နှစ်ထဲမှာ9ထိလို့ဒီမှာပေါ်တော့မယ်ဆိုရင်ခါ၃လုံးပေါင်းချင်း3လို့သွားတယ်စီနီယာပေါ့เนาะဒီမှာလည်း3ဖြစ်ခဲ့တာပဲဒုံးမှမထွက်ဘူးဒီမှာခါ၃လုံးပေါင်းချင်း3ဖြစ်မှသူ့အောင်မှာ9ထိလို့ထွက်တာ9ထိထွက်ဖို့လည်းဒီ3လုံးပေါင်းချင်းက4လို့မူတည်ရိုက်တာ9ထိနဲ့ဒီ3လုံးပေါင်းချင်း4ဖြစ်တယ်အဲ့မှာ9 3 9လို့ထွက်တာဟုတ်ပြီเนาะ မကြမ်းမမြင်ဖြစ်နေတယ်တဲ့ဒေါကိတာဖြစ်နေတယ်တတ်နိုင်ဘူးကြည်ရတဲ့လူကြီးချင်းမှတော့ကျွန်တော်တို့ဆက်သွားမှာပဲမဆောင်တော့ဘူးနော်ကိုယ့်အကိုမိယာကားနဲ့လမ်းကြိတ်ဆက်နေတာလိုက်ခဲ့တော့လားတတိယကဲဒီမှာ9နောက်ပဲပြိလို့ပြန်ချင်းအတွက်ခင်မောင်ဦးဘယ်လောက်อยู่လဲတဲ့9000ကျွဲอยู่ပါတယ်ကိုနော်9000ကျွဲအပိုင်မသိပါဘူးဗျာနော် ဒါကတော့ကျွန်တော်လာဝင်တဲ့သူတိုင်းလည်းတချို့တလေဆိုတော့မင်းများဘူးတော့ပြောပြတယ်တချို့ဟာတွေကြလည်းမပြောပြဘူးပေါ့နော်အပပလစ်ပုံမှာတော့အများကြီးပြောတယ်အပိုင်မသိပါလို့ဒီမှာတတိယကကိုးနောက်ပိတ်ပိတ်တယ်အဲကိုးနောက်ပိတ်ပိတ်လို့အဲ့နှစ်ထဲမှာကိုးထိတ်လို့မနစ်ကတကြိမ်ပဲထပ်ရိုက်တော့တာအဲဒီမှာတကြိမ်ပဲရိုက်တော့တာရိုက်တော့လေဒီခါသုံးလုံးနှစ်ရအောင်မှရိုက်တယ်အဲမှာခါသုံးလုံးနှစ်ရအောင်မှကိုးထိတ်ပြီးကစားတာကစားတော့လေဒီ66နှစ်နဲ့လေ၄လို့ပဲသွားတာဟုတ်ပြီနော် အဲ့ခါကိုမဆောင်မနဲ့ကိုထိတ်ကိုပဲဖော်မွေးသဘောမျိုးနဲ့ထိုးကျင်တော့10ခွက်10ခွက်အပတိုင်းထိုးပေါ့ဗျာအဲကျွန်တော်ကတော့ကျွန်တော်လိုချင်တဲ့အချိန်ကျမှကျွန်တော်ထိုးတာခေါင်းပါလေအဲ့ကျဟိုတချို့နေရာတွေမှာကိုဒီပင်မဲ့မှာထွက်သွားပင်မဲ့မှာပေါက်လိုက်တဲ့ဟာတွေရှိတယ်ပေါ့နော်တတိယကအနေနဲ့ကျွန်တော်တို့ကဒီနှစ်ထဲမှာ ခါသုံးလုံးတက်လို့မဖြစ်သေးဘူးအိုက်တက်တကလည်းဒီမှာ break တက်ရိုက်သွားပြီအဲ့ဒါစိုက်မှန်နဲ့ရိုက်သွားပြီအဲ့ဒါမှကြောင့်ကျွန်တော်အိုက်နေရာကိုဖမ်းဆော်တယ်ဖမ်းဆော်တာတော့ကိုလိုချင်တဲ့ချိန်တော့မရောက်သေးဘူးဒီခါသုံးလုံးတက်ကလည်းမဖြစ်သေးဘူးတက်ဖြစ်ရင်ကိုထိတ်ကိုထိတ်ဥမမာဒီဘွဲဆိုကိုထိတ်နောက်ပေါင်းလေးဘာလို့ဆိုတော့၃ညခါဖြစ်နေလို့နောက်နှလုံးနဲ့လေးဖြစ်ရမှာအဲ့ကိုထိတ်ကိုဘာလို့အဲ့လိုခါသုံးလုံးတက်ရအောင်မရိုက်လဲဆိုတော့ဟိုပထမဆုံးကိုနောက်ပိတ်ရိုက်တယ်ရိုက်တာနဲ့အဲ့နှစ်ထဲမှာကိုထိတ်နဲ့ နောက်ပေါင်းဒီသုံးလုံး၄မူစီထွက်တယ်အဲ့ဒီ၄ကိုပဲဒီခါသုံးလုံး၄ကြောင့်ပေါ့နော်ခါသုံးလုံး၄ဖြစ်မှကိုထိတ်ရိုက်တယ်အဲ့၄ကိုလည်းသူကအဲ့နှစ်ထဲမှာပထမဆုံးခွန်ပိတ်ပိတ်ရင်ဒီနှလုံး၄နဲ့ဗရိတ်လေးထွက်လို့အဲ့ဒါကတော့တွဲရိုက်သွားတာနော်ကိုထိတ်နဲ့ဒီသုံးလုံး၄ရိုက်တာဒုတိယကဒီမှာကိုနောက်ပိတ်ပိတ်လို့အဲ့နှစ်ထဲမှာကိုထိတ်လို့ရရင်ခါသုံးလုံး၃ရအောင်မှာကိုထိတ်ရိုက်တာဒီသုံးလုံး၄မူစီပဲအဲ့ကိုကိုပဲအဲ့နှစ်ထဲမှာပေါ့နော်ခွန်နောက်ပိတ်ကြောင်းနဲ့ ဒီတင်းနဲ့နှင်းနဲ့နှလုံးပေါင်းချင်းသုံးဖြစ်ပြီးပရိတ်သုံးရိုက်လို့ဒီခါသုံးလုံးသုံးရဲ့အောက်မှာကိုးထိတ်ရိုက်တယ်။တတိယကဲဒီမှာကိုးနောက်ပိတ်ပိတ်လို့အဲ့ဒီထဲမှာကိုးထိတ်လို့ကစားမယ်ဆိုရင်ခါသုံးလုံးနှစ်လို့ရိုက်မှသူ့အောက်မှာကိုးထိတ်ကစားရတာ။အဲ့နှစ်ကဘာလို့နှစ်လဲဆိုတော့ပထမဆုံးခွန်နောက်ပိတ်လို့ပိတ်ရင်ဒီနှလုံးနှစ်နဲ့ပရိတ်နှစ်ရိုက်လို့ခါသုံးလုံးနှစ်ရဲ့အောက်မှာကိုးထိတ်ကစားရတာ။အဲ့ဒါတော့တတိယကဲဒီမှာကိုးနောက်ပိတ်ပိတ်လို့အဲ့ဒီထဲမှာပထမဆုံးခွန်ပိတ်ရဲ့အောက်မှာဒီသုံးလုံးပြည့်နေ ပရိတ်တေးလို့ထွက်သွားခြင်းကြောင့်အခါသုံးလုံးတစ်ဖြစ်မှာကိုးထိတ်ကိုကျွန်တော်သုံးမှာဂျားထဲမှာကိုးထိတ်ပုံကျွန်တော်မပေါဘူးမန်မာလည်းလည်းပေါ့မှာမဟုတ်ဘူးဘာလဲဆိုကျွန်တော်မှမသုံးတာသူတို့လည်းပေးမှာမဟုတ်ဘူးလေဟိုဘလောက်ပဲကြိုက်နေကြိုက်နေကိုးထိတ်ဘလောက်ပဲအလှတိုက်ဒီဘလောက်ပဲကောင်းကောင်းကျွန်တော်အကြတိုက်နေနေတော့လုံးဝမပါဘူးကိုးထိတ်နဲ့အဲ့မျိုးကိုးထိတ်ကိုကျွန်တော်မသုံးတာဒီနှလုံးတစ်ထားခြင်းကြောင့်ဘရိတ်တွေလည်းထွက်ထားခြင်းကြောင့်ကျွန်တော်တို့ဒီနေ့မှာခါသုံးလုံးတစ်ဖြစ်မှာကိုးထိတ်ကိုသုံးမှာဒါတော့မှခါသုံးလုံးတစ် တိုင်းမထွက်ရင်အဲ့တစ်တိုင်းတစ်တိုင်းလိုက်ပြီးကိုထိတ်ကထိုးရမှာ